အလုတ်ကြီးပဲလုံနေပါလားလုံလို့ရတဲ့ပတ်စံတွေကိုမလုတ်ထားလဲအရင်ဒီတစ်ခုအနေနဲ့ရွှေစုထားဖို့အရင်တုန်းကပြောခဲ့ဘူးတယ်အဲ့တော့ရွှေစုထားတဲ့သူနဲ့မြေစုထားတဲ့သူနဲ့အိမ်တွေဝယ်ထားတဲ့သူနဲ့အဲ့ဒီလိုမျိုးတွေစုထားတဲ့သူတွေရှိမယ်ဆိုရင်တော့အခုအချိန်မှာဒါကတော့ဟိုနောက်ကျပြီးတော့မကြံခဲ့ဘူးပေါ့နော်အခုအဲ့ဒါကပြောချင်တာတစ်ခုရှိတယ်ဘာလဲဆို စတွေမှာရရဲလာစာကိုစုရင်ရွှေအခောက်အတုံးကိုဝယ်ဖို့အတွက်ဆိုပြီးတော့ဒူဘိုင်းကလူတွေကိုအကြံပေးထားဘူးတယ်အဲ့ဒီတုန်းကရွှေဈေးဒီ1 gram မှာ317 AED ပေါ့နော်ဒီဟိုဟာမှာကိုးစုမှာအဲ့တော့အဲ့ဓာတွေပြောတဲ့လူတွေအဲ့ဒီအချိန်မှာတွားပြီးတော့ရွှေဝယ်ထားတဲ့သူတွေဆိုရင်တော့ဒါအခုချိန်မှာအရန်ကြီးကိုမြတ်နေပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုကမ္ဘာရွှေဈေးဒီ3400ကျော်ပေါ့နော်ဒေါ်လာ3000အ3000နဲ့400ကျော် ော်လား3300ကျော်လားအဲ့ဒီလောက်ထိကိုဒီနေ့ကိုတအားတက်သွားတယ်ဒီနေ့ဒီ18ရက်10လ2025ပေါ့နော်အဲ့ဒီတော့ကအများကြီးဈေးကဟပါပြီယာနဲ့ချီကိုဈေး200 200တော့မကောက်ဘူးเนาะ ဝယ်ထားတဲ့သူအနေနဲ့ကတော့ဒါအမျက်တွေအများကြီးရပါပြီပေါ့နော်ကိုယ်ပတ်စံမဆုံးရှုံးဘူးပေါ့နော်ဘာမှမဝယ်ထားပဲနဲ့ငွေသားကိုပဲကင်ထားတဲ့သူတွေကတော့အခုဆိုရင်ကိုလစာ2000ရရင်2000အဲ့2000ကိုတလား2000စုသွားလို့10လမှ2000ပဲရတယ်2000ရတော့မှသိန်း300ကျော်ကျော်လေးပဲရတယ်ပေါ့နော်တကယ်လို့ရွှေစုထားတဲ့သူဆိုရင်အခုချိန်မှာကိုယ့်ရဲ့တနစ်စာဒီသိန်း300ကျော်ဖြစ်သွားပြီပေါ့နော်ဒါကိုပြောချင်တယ်ဒါကြောင့်မို့လို့အလုံးလုံးတယ်ဆိုတာဒီနိုင်ငံသားမှသွားပြီ ီးတော့သူများအလုတ်လုတ်ဖို့ကြီးပဲခေါင်းထဲကိုမထည့်ထားပါနဲ့အလုတ်လုတ်ပြီးလို့ရှိရင်ဒီဘက်မှာမြေပြန်ဝယ်မလားရွှေပြန်ဝယ်ထားမလားဆိုတာလေးကိုလည်းခေါင်းထဲကိုထည့်ဖို့လိုပါတယ်ဒါကတော့စီးပွားရေးအုံနောက်ရှိဖို့ကိုအကြံပေးခြင်းဖြစ်တယ်ပေါ့နော်ကျမသည်အဲ့ဒီလိုမျိုးပဲလှုပ်လာခဲ့တယ် အဲ့လိုလှုပ်လာခဲ့တဲ့ခုနှစ်ဒီ2000နဲ့ခွန်2008လောက်ကလေးအ8လောက်ကလေးကစပါတော့2008လောက်ကလေးကစလှုပ်လာခဲ့တယ်ပေါ့နော်အခုဆိုရင်2025ရှိပြီပေါ့နော်အဲ့တော့ကျမပြောရှင်တာဒီကျမဒီရတဲ့ပတ်စံကို အမြဲတမ်းပဲမြေမဟုတ်ရင်တိုက်ခံမဟုတ်လို့ရှိရင်ဒီ ဟိုဟာပေါ့ရွှေပေါ့နော်ကျွန်မဝယ်စုတယ်အဲ့လိုမျိုးဝယ်စုတယ်နဲသည်ဖြစ်စေများသည်ဖြစ်စေတတိလေးပဲဖြစ်ဖြစ်ကိုနိုင်သလောက်မြေဆိုရင်လည်းတင်းတရာရမယ်ဖြစ်ဖြစ်ပေါ့တော့အဲ့ဒီလိုမျိုးဝယ်စုကြပါလို့ပဲပြောချင်တယ်ခိုင်မာတဲ့မြေတွေခိုင်မာတဲ့ရွှေတွေကိုဝယ်စုထားတဲ့အခါကျတော့ကျွန်မတို့ဒီဒီနှစ်မှာရှာလိုက်တာတင်းတရာပဲရှာနိုင်တယ်ဒါပေမဲ့ကျွန်မတို့ပတ်စံပွား ပွားအောင်လှုပ်တက်တဲ့အခါကျတော့သိန်း300ဆုထားတဲ့သူဒီသိန်း200ဖြစ်တယ်သိန်း200ဆုထားတဲ့သူဒီ300ဖြစ်သည်1000ဆုတဲ့သူဒီ2000ဖြစ်နိုင်တယ်1000ဆုတဲ့သူဒီ2000ဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အလုတ်ကိုလှုပ်တာလှုပ်ပါဒါပေမဲ့လို့လို့လှုပ်တက်အောင်လို့လဲဒါကိုအောင်အောင်ရှိပါလို့ပဲပြောချင်ပါတယ်အဲ့ဒီလိုမျိုးလှုပ်ထားခြင်းအပြင်ကိုယ့်ရဲ့နှောင်ရည်စိတ်အေးရမယ်အဲ့ဒီလိုမျိုးလှုပ်ဖို့အတွက်ချက်မြေတွေပါညာဆိုရင်လည်းသိချင်လာမေးလို့ရပါတယ်ရှင်အဲ